နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့မြန်မာရွှေပြောင်းအလုပ်သမားတွေတွေ့ဆုံမဲ့ထိုင်းနိုင်ငံစမုတ်စခွန်ခရိုင်စမုတ်စခွန်မြို့ထလေထိုင်းစေးအတွင်းနဲ့ခမ်းမမှာဒီကနေ့နေ့လယ်ပိုင်းကထိုင်းလုံခြုံရေးတွေတင်းတင်းကြပ်ကြပ်ချထားပါတယ်။ထိုင်းရဲ့သတင်းမှာတော့ဒေါအောင်ဆန်းစုကြည်ထိုင်းခီးစဉ်လုံခြုံရေးအတွက်ထိုင်းရဲတပ်ဖွဲ့အင်အားတထောင်ချထားကြောင်းဘန်ကောက်ကနေစမုတ်စခွန်လမ်းတလျှောက်လမ်းဘေးတစ်ဖက်စီ3မီတာကိုရဲတပ်ဖွဲ့ဝင်တအူးစောင့်ဆိုင်မှုညွှန်ကြားထားတယ်လို့စမုတ်စခွန်ခရိုင်ရဲမှူးကြီး ဆူခရိုင်းဖူဖိကရဲ့အပြောကိုကိုးကားဖော်ပြပါတယ်ထလီထိုင်းစေးမှာရောက်ရှိနေတဲ့သတင်းတောက်တွေအနေနဲ့ရောက်ရှိတဲ့နေရာမှာနေရာမှာဖြစ်ပြီးခွင့်ပြုချက်မရဘဲဟိုသွားဒီသွားမလုပ်ဖို့လဲညွှန်ကြားထားပါတယ်ထလီထိုင်းခမ်းမမှာလူ900ဇာတာဝင်လို့ရပြီမယ်အပြင်မှာရောဆိုရင်လူပေါင်း1000လောက်ရောက်ရှိနေမယ်လို့စမုတ်စခွန်ရဲမှူးကြီးကခန့်မှန်းပြောဆိုပါတယ်ရှင်ဟုတ်ကဲ့ကျွန်တော်ခုရောက်နေတာကတိုင်းနိုင်ငံအတော်ဆက်စုကြီးပေါ့နော်နိုင်ငံတော်တိုင်နိုင်ငံပို့ကိုတော့ဘာမှမဖြစ်မှဆိုတဲ့ ဆလထိုင်းသမ္မနာအပေါက်ဝါမှာပေါ့နော်အဲ့ဒီမှာအတိအခုနတော့ကလွန်ခဲ့တဲ့မိနစ်နဲ့ငယ်တုန်းကရုပ်သွေးနေဖြစ်သွားပါတယ်ဘာဖြစ်လဲဆိုတော့မနေ့မိုးလင်းနေ့ကနေပြီးတော့ဒီကိုလာပြီးတော့ဒေါက်တာဆူစီရဲ့ဟောပြောခွဲကိုပြောဆိုတဲ့ဆွေးနွေးတင်ပြခြင်းနဲ့ပုံပေါ်တွေကမိုးလင်းနေ့ကစောင့်နေပုံနဲ့တကယ်တကယ်ဒီချစ်ပကံဒီလက်ကြောင့်ဟောဒီဒီတနာပြတဲ့ပုံစံမျိုးဖြစ်သွားတယ်ပေါ့နော်အဓိကအဖြစ်ဆိုလို့ရှိရင်နော်အခန်း900ပဲဆက်နေဆိုပြီးတော့ဒါပြောတယ်အဲ့ဒီခန်းထဲကို ပတ်မှတ်ပြီးတော့ဟိုထိုင်းနိုင်ငံကပေးတဲ့ skill ပေါ့နော်300 300ကျော်ရတဲ့အလို့သမားတွေကိုပုံစံစင်တူဝတ်စုံဝတ်ပြီးတော့ခေါ်လာတယ်တကယ်တကယ်သူ့ရဲ့ရင်ထဲဟာတွေကိုသင်ပြမဲ့ပုံပေါ်တွေရတော့အထက်ဝင်ဝင်မရအောင်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆန္ဒပြပွဲတွေလုပ်ပြီးတော့ဟိုဝင်ဝင်ရဖို့အတွက်စားစီတာတဲ့သူတွေကိုလူအုပ်ကိုဒါတားထားတယ်အခုလည်းကျွန်တော်တို့မှာဆိုလို့ရှိရင်စားမြစ်ထားပါတယ်ပေါ့နော်အဲ့တော့ဒီချိန်တွေကအခုချိန်ဒီမိနစ် 30လောက်တော့ရှိပြီသုံးတရားဖြည့်ရှင်းခြင်းမရှိသေးပါဘူးအဲ့ဒါနဲ့ပတ်သက်ပြီးနောက်ဆက်တဲ့ဖြည့်ဆုံးမှုကိုဆက်လက်တင်ပြပေးပါမယ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ဟာထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ခေါ်ချက်နဲ့ဗန်ကောက်မြို့ကိုဒီကနေ့ရောက်ရှိနေပါတယ်။တုံးရတာခရီးစဉ်ပထမနေ့မှာထိုင်းနိုင်ငံရောက်မြန်မာရွှေပြောင်းအလုပ်သမားတွေနဲ့မဟာချိုင်းဒေသမှာတွေ့ဆုံဖို့ရှိပြီးစီစဉ်ထားတဲ့ထာလီထိုင်းခမ်းမမှာအယောက်900ပဲခွင့်ပြုထားတဲ့အတွက်တော်ဆန်းစုကြည်နဲ့တွေ့ဆုံဝင်ရဖို့ မနေ့အစောပိုင်းကလေးကရောက်ရှိစောင့်ဆိုင်နေကြတဲ့မြန်မာရွှေပြောင်းအလုပ်သမားအများအပြားဝင်ခွင့်မရလို့အခက်အခဲဖြစ်နေကြပါတယ်။နိုင်ငံသားရေးပြည်ထောင်စုဝန်ကြီးလက်ဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ဟာထိုင်းနိုင်ငံခီးစဉ်တွင်မှရွှေပြောင်းအလုပ်သမားအရေးနှစ်ဖက်သဘောတူနားလည်မှုစာကြုံလွှာနှစ်ခုကိုလက်မှတ်ရေးထိုးသွားဖို့ရှိနေပါတယ်ရှင်။မေကောင်းသမီးတွေမေနောက်ချစ်လို့လာတာဓာတ်မှုခွင့်ရေးဆိုတာရှိသေးတယ်။မှန်တယ်လား။ ရှိတာလုံးဝပုံလေးမြင်အောင်မရှိတာဒါကျွန်တော်တို့လိန်တာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ခရီးလုံးလေးပြန်ပြီးတော့ဆက်နေလို့လာတယ်တို့စင်းနေလောက်လာတယ်အခုကျွန်တော်တို့ဆိုတာ AAC ထိုင်းရောက်မြန်မာတန်ရုပ်ကော်မတီအဲ့လိုလူတွေတောင်မှမပေးဝင်ဘူးဘာဖြစ်လို့ကျွန်တော်တို့လိုလူမျိုးတွေကိုကြောက်တယ်သူတို့ကဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့အမှန်တရားပြောမဲ့လူတွေဒါအမှန်တရားပြောမဲ့လူတွေကိုမပေးဝင်မဲနဲ့လုံးဝကြောက်ရွံ့တွေကိုဖဲ့ဟုတ်ကဲ့